ကျုံတော်ဆင်းကိုရောက်ရှိလာပြီဖြစ်တဲ့အတွက်စိတ်ဝင်စားဖို့ကောင်းလာပြီဖြစ်တဲ့ FIBA Club Bogat င်းမင်္ဂလာဗျ TDA Football Show YouTube Channel ကနေပြီးတော့ညီကိုတွေအားလုံးကိုပြန်လည်ပြီးကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ညီကိုတွေကိုရွေးချယ်သုံးသပ်ပေးခြင်းနဲ့ပွဲတွေကတော့ဒါ FIFA Club World Cup ကကျွန်တော် Group Stage တွေပြီးဆုံးသွားပြီးရဲ့နောက်မှာဒါပြန်လည်စတင်ရှင်မြန်ကစားကြပြီဖြစ်တဲ့ဒါ Round 60 Knockout Stage ဒါရှုံးထွက်ပွဲစဉ်တွေပေါ့နော်ရှုံးထွက်ပွဲစဉ်တွေပြန်လည်စတင်လို့လာပြီးဖြစ်ပါတယ်ဗျဒီနေ့အဲရှုံးထွက်ပွဲစဉ်တွေထဲမှာဒီနေ့ ညမြန်မာစံတော်ချိန်17ခွဲပါ10နာရီခွဲဆိုလို့ရှိရင်ဒါပါမီရဲ့တင်းတဲ့ Vodafone ကိုအတင်းလို့ရှင်းမဲ့ကစားချက်မှာဖြစ်တယ်လို့မြန်မာစံတော်ချိန်2နာရီခွဲချိန်မှာလည်း Benfica အတင်းနဲ့ Chelsea အတင်းတို့ကဒါ knockout stage ပွဲစဉ်တွေဖြစ်ရှင်းမဲ့ကစားချက်မှာဖြစ်ပါတယ်ဗျ။အဲကျွန်တော်တို့အုပ်စုတွေအုပ်စုပွဲစဉ်တွေတုန်းကတော့ဒါသူတို့အမှတ်လိုအပ်ချက်ရှိတဲ့အတင်းတွေကတော့ဒါအတီတင်းတင်းချာချာရုံးငန်ခဲ့ကြပြီးတော့ဒါအခုဒီ state ကို နော့ကောက်စတိတ်ကိုတက်ရောက်လာပြီဖြစ်ပါတယ်ဗျာဒီနော့ကောက်စတိတ်မှာဆိုရင်တော့ဒါဘယ်အတင်းမဲ့နေနေအမားခံလို့မရတဲ့အနေအထားမျိုးတွေနဲ့ကျွန်တော်တို့ကြုံလာကြပြီပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီနေ့မြန်မာဆန်အောင်ရှင်ဆယ်နှစ်ခွဲချိန်မှာရှင်မြန်ကစားမယ်ပါမီရဲ့အတင်းနဲ့ဗိုတာဖိုကိုရဲ့ပွဲစဉ်နဲ့ကျွန်တော်တို့စလိုက်အောင်ဗျာဒါဒီမတင်းကတော့ကျွန်တော်ကလောက်ကက်မှာချီဆွာနေတဲ့ဘရာဇီးအတင်းနေရဲကမှာပေါ့နော်ဒါဘရာဇီးနှစ်တင်းဘရာဇီး ကလပ်ဘရာဇီးလကလပ်နှစ်သင်းပြန်လဲဆုံတွေ့ကြတဲ့ပွဲစဉ်ပဲဖြစ်ပါတယ်ဗျဒါဒီနှစ်သင်းကပါမီယာသင်းနဲ့ဗိုဒါဖိုကိုရောကဒါထိတိုက်တွဲဆုံမှုအရာလဲ29ကြိမ်လောက်ထိထိတိုက်တွဲဆုံမှုရှိရတာကိုကျွန်တော်တွေ့ရပြီးတော့ဒါဒီ29ကြိမ်မှာကျွန်တော်ပါမီယာသင်းက73ကြိမ်နိုင်ဗိုဒါဖိုကိုသင်းက9ကြိမ်နိုင် ပြီးတော့ဒါ9ကြိမ်လောက်ထိတည်ကြတာကိုလည်းကျွန်တော်တွေ့ရပါတယ်ဗျ ဒါဒီသူတင်ကြရတဲ့ခုနှစ်ကြိမ်မှာတင်ကြရတဲ့ခုနှစ်ကြိမ်မှာလဲသူဂိုးမသွင်းနိုင်တဲ့နှစ်သင်းလုံးဂိုးမသွင်းနိုင်တဲ့ပွဲဆိုတာလဲဒါနှစ်ပွဲပဲရှိရပေါ့နော်အနည်းဆုံးဆုံးကျော်တော့2024 2024ဇူလိုင်ကနေပြီးတော့ဒါနောက်ဆုံးကစားခဲ့တဲ့2025ဩဂတ်18ရက်အထိကိုဩဂတ်18ရက်အထိနောက်ဆုံး9ပွဲမှာဒါနှစ်ကြိမ်လောက်ထိတင်ကြရထားပြီးတော့ဗိုဒါဖိုကသုံးကြိမ်အနိုင်ရရှိကြတာကိုကျွန်တော်တွေ့ရတယ်တွေ့ရပါတယ်ဗျာ ဒါနောက်ပိုင်းတွေးဆမှုတွေမှာလည်း Botafogo ကအနိုင်ရထားတယ်ဆိုပေမဲ့ဒါဂိုးပေါက်ဂိုးပေါက်ကန်သိမ်းမှုပေါ့နော်ဘောလုံးပိုင်ဆိုင်မှုအတင်းလိုက်ကစားမှုတွေမှာပါမီအတင်းကတော့ဒါပိုကောင်းပိုကောင်းနဲ့အချင်းကြီးမျိုးကိုရယူထားတာကိုရောတွေ့ရတယ်ဗျာဒါပေမဲ့ Botafogo အတင်းကပဲနောက်ဆုံးတွေ့တွေးဆထားတဲ့၅ချိန်မှာ၃ချိန်လောက်ထိကိုအနိုင်ယူထားတာပေါ့နော် Botafogo အတင်းရဲ့ပုံစံက ဒီတို့ cloud account မှာဒါ group state မှာကန်ခဲ့တဲ့ပွဲစဉ်တွေမှာသူတို့ကဘောလုံးပိုင်ဆိုင်မှုအသားပေးပုံစံမျိုးထက် Vodafone ကဒါရရင်ရတဲ့အခွင့်အရေးကိုရသလိုအသုံးချပြီးတံမြန်တိုက်စစ်နဲ့အကောင်းဆုံးကစားတဲ့အသင်းအသင်းဖြစ်ပါလေဗျ။ဒါပါမီရဲ့အသင်းကပါမီရဲ့အသင်းကတော့ဒါအုပ်စုအိမ်မှာဒါ Inter Inter Miami ရာအုပ်စုအိမ်မှာ Inter Miami နဲ့တူတာအုပ်စုပထမနေရာနဲ့ဒီစစ်စင်ကိုနောက်စင်ကိုတက်ရောက်လာတာဖြစ်ပါလေဗျ။ ဒါပမ်းမီရဲ့အတင်းကတော့အုပ်စုတင်းမှာဒါသုံးပွဲကစားပြီးတော့ဒါသုံးပွဲသုံးပွဲကစားခဲ့ပြီးတော့တပွဲနိုင်နှစ်ပွဲတင်ရရလဲရရှိခဲ့ပြီးတိုက်စစ်ကသွင်းကို၄ကိုသွင်းယူထားပြီးတော့ခံစစ်ကလည်း၄ကို၅ကိုပေးထားတာကိုတွေ့ရပါတယ်ဗျာပမ်းမီရဲ့ကအုပ်စုတင်းမှာဒါပွဲတိုင်းပွဲတိုင်းဒီပါပြိုင်ဘက်ကိုဘောလုံးပိုင်ဆိုင်မှုဒါဂိုးပေါက်ကန်သွင်းမှုအတားစီးရအောင်ဆွမ်းဆောင်နိုင်ပြီးမဲ့လဲဒါပမ်းမီရဲ့အတင်းကဒါတည်နှစ်ပွဲဆိုလို့ရှိရင်ဒါတည်ရလက်ပဲရရှိအောင်ကန်ထားနိုင်အောင်ကျွန်တော်တွေ့ရပါတယ်ဗျာ ပါမီရဲ့အတင်းကဒါအတင်းလိုက်ကစားမှုလေးဒါမဆူကောင်းနေဆိုပေမဲ့ဒါအတင်းရဲ့တိုက်ရှစ်ကကိုသွင်းနိုင်မှုကတော့အတော်လေးအတင်းရဲ့တိုက်ရှစ်တာသူတို့တိုက်ရှစ်တာကိုသွင်းတင်ကြမယ်ဆိုလို့ရှိရင်ဒါသူတို့ရမ်းမဲ့ပြပြတန်းတန်းနဲ့ဒီအဆင့်ကိုတက်လာနိုင်မှာဖြစ်ပါလေဗျ။အပါမီရဲ့အတင်းကသူတို့သူတို့ရဲ့နောက်ဆုံးတွဲဆုံမှု၅ချိန်မှာအနိုင်ရအနိုင်ဗိုဒါဖုန်းကို နောက်ဆုံး၅ကြီမှာလုံးဝအနိုင်မရထားတဲ့အတွက်ဒါ FIFA ကလပ်ရောကပ်မှာဒီအဆင့်မှာပြန်ပြီးတော့ဒါလက်စားချေနိုင်လားဆိုတာဒါကျွန်တော်စောင့်ကြည့်ရမယ့်အနေအထားမျိုးဖြစ်ပါတယ်ဗျ။ဒါ Vodafone ကိုတင်းကတော့ဒါ तू ကတော့အုပ်စုကအတော်လေး तू သူ့ရဲ့ဒီကလပ်ရောကပ်ပေါ့နော်။ Group B ကအုပ်စုကတော်တော်လေးကျက်တဲ့အနေအထားမျိုးဗျ။ဘာလို့လဲဆိုတော့ तू အုပ်စုမှာဆိုလို့ရှိရင်ဒါ PSG PSG လို့ဒါဥရောပချန်ပီယံအသင်းပေါ့နော်။ဥရောပချန်ပီယံအသင်း။ဒါပြီးတော့ Atletico လို့ခံစေ ကောင်းပြီးတော့သူလည်းတံပြန်နဲ့ဆော့တဲ့အသင်းမျိုးတွေကိုအသင်းမျိုးတွေနဲ့ဒါတအုပ်စုနဲ့ကြောက်ရောက်ခဲ့ပြီးတော့ PSG ကိုအနိုင်ပေါ့နော်ဒါအတလက်ကိုဝမ်းလေးဆိုတဲ့ရလနဲ့ကတ်ရှုံးခဲ့ရဆိုမဲ့ဒါဒီအုပ်စုမှာအုပ်စုကျက်တဲ့ကြားတွေကသူအကောင်းဆုံးပုံစံနဲ့ဒါအသင်းတွေကိုဒီသူ့ရဲ့ဆော့နေကြပုံစံအတိုင်းပေါ့နော်တံပြန်တစ်ပေါက်နဲ့ဒါအကောင်းဆုံးရှင်ပြီးတော့ဆော်လာပြီးဒီအဆင့်ကိုတက်ရောက်လာနေတဲ့အတွက် Vodafone ရဲ့ဒါတံပြန်တိုက်ရှိကလည်းဒါအတော်လေးတည်ထားမယ့်အနေအထားမျိုးဖြစ်ပါလေဗျဒါသူတို့ရဲ့ ဒီအတင်းမှာဆိုလို့ရှိရင်လည်းဒါ Vodafone ကိုအတင်းရဲ့တိုက်ရှင်းမှာဆိုရင်လည်းဒါအင်ဂေါ်ကြီးဆက်ဆိုတဲ့ကစားသမားကလည်းဒါအတော်လေးဂိုးသွင်းတေးကြရဲကစားသမားမျိုးဖြစ်တယ်လို့ဒါရအခွင့်အရေးရရင်လည်းရရင်ရတယ်လို့မျိုးဂိုးသွင်းနိုင်တဲ့အနေအထားမျိုးဖြစ်တဲ့ကစားသမားမျိုးလည်းဖြစ်ပါတယ်ဗျဒါပြီးခဲ့တဲ့အုပ်စု၃ဘွဲကစားဘွဲကစားခဲ့တဲ့အုပ်စု၃ဘွဲမှာလည်း Vodafone ကဒါဒီအုပ်စုရဲ့အတွင်းက၃နင်းပေါ့နော်၃နင်းမှာဒါ PSG နင်း PSG နဲ့ Atletico ကတော့ထားပါဗျာဒါအုပ်စုကနေအုပ်စုအအောင်ဆုံးနဲ့ထွက်သွားတယ်စီးတယ်စောင်းတာလို့အသင်းကတော့သူဘောလုံးပိုင်ဆိုင်မှုအသာစီးလည်းမယူနိုင်ဘူးဒါဂိုးပေါက်ကံမှုကလည်းဟိုစီးတယ်စောင်းတာအသင်းကပဲအသာရတယ်ဗျာဒါပေမဲ့သူအိုက်ပွဲကိုအနိုင်ရအောင်ကန်သွားတယ်အဲကြောင့် Vodafone ကိုသိရတံမြန်တိုက်ရှိတ်ကဒါအတော်လေးကောင်းမွန်နဲ့အနေထားရှိတယ်လို့တိုက်ရှိတ်ကကစားသမားတွေကလည်းကိုးသွင်းသေးချာတဲ့ဒါကစားသမားမျိုးတွေရှိနေတဲ့အတွက်ဒါ Vodafone ကိုအသင်းကလည်းဒါအတော်လေး စိတ်ဝင်စားဖို့ကောင်းနေအတင်းတင်းဆိုတာတော့ကျွန်တော်တို့လက်ခံပြီးရမယ်ဗျာဒီကစားပုံကအုပ်စုတွင်အသေးဒီဘရဖိုကွေးကစားပုံကအုပ်စုတွင်အသင်းကြီးတွေပါဝင်နေတာဖြစ်ပေမဲ့သူတို့အသင်းသူတို့အသင်းကဒီတန်ပြန်ဟိုကျွန်တော်ကြည့်ခဲ့တယ်ဗျာဒီလေကျွန်တော်ကြည့်ခဲ့ပြည့်ချင်းနဲ့ပွဲလေးကြည့်ရယ်ဒါအသက်လက်ပွဲလေးကြည့်တာစီရဆောင်လာနဲ့ပွဲတော့တာကျွန်တော်လည်းမကြည့်မကြည့်ဖြစ်ဘူးဗျာဒါပေမဲ့ PH နဲ့အသက်လက်ကိုသူအဲ့တန်ပြန်လေးတွေနဲ့တော်တော်ဒုက္ခပေးနေတာကျွန်တော်တွေ့ရတယ်ဗျာပြီးတော့ ဗူဒါဖိုကူကအာမီရဲ့ကိုနောက်ဆုံးတွေ့ဖို့စုံခဲ့တဲ့၅ချိန်မှာ၃ချိန်နောက်အထိအနိုင်ရဟန်းနော်အဲ့တွေ့ဆုံတဲ့၅ချိန်လုံးမှာလေဒါအာမီရဲ့အတင်းကဘောလုံးပိုင်ဆိုင်ဖို့ဒါကိုလို့ကန်သိန်းဖို့အတာယူနိုက်တယ်ဆိုပေမဲ့ဗူဒါဖိုကူကတံမြန်နဲ့ပဲ၃ချိန်နောက်အထိအနိုင်ရအောင်ကန်ရတာဗျာဒါကြောင့်ဗူဒါဖိုကူအနေနဲ့အာမီရဲ့အာမီရဲ့ကစားပုံကစားရည်ကိုတော်တော်လေးနှက်နေတဲ့အတင်းမျိုးလို့ကျွန်တော်တို့ တွေ့ဟိုဘာဖြစ်လို့ရရဗျာဒီလားဘုရားဟိုကပါမီရဲ့ဘာတော်နဲ့နေတယ်လို့ကျွန်တော်ကျွန်တော်အနေနဲ့ထင်တယ်ဗျာအဲဒါကြောင့်ဘုရားဟိုကအခုနောက်ပိုင်းဆိုလို့ရှိရင်သူတို့ပန်းဘုရားဟိုကအခုတိုးတက်မှ၉ချိန်နိုင်ရတာဗျာ၉ချိန်နိုင်ရတာကိုဒါနောက်ဆုံးတွေ့ဆုံးခဲ့တဲ့၅ဝဲမှာ၃ချိန်နိုင်ရတယ်ဆိုတော့သူ့ရဲ့ဘယ်လိုပြောလဲပါမီရဲ့ကိုဒုက္ခပေးနိုင်ရမ်းဘယ်လောက်ထိကြီးမားလဲဆိုတာဒီညကလဟောကရှုံးတဲ့အစင်မှာကျွန်တော်တို့စောင့်ကြည့်ရမယ်ဗျာ ဒါဒူရာစဲသူတို့ဒီနှစ်သိန်းရမနက်ခင်းစတဲ့ပေါက်ကြီးကလေ level 30အရှုံး level ပါမီရက်က level 30အရှုံးပေးလာလို့ကိုပေါင်းကြီးကလေနှလုံးတကြီးပေးလာတော့ကျွန်တော်တွေ့ရပါတယ်ဗျဒီပေးရတဲ့ကြည့်အရာရောဒီ Vodafone ကပါမီရက်ကိုဒုက္ခပေးနိုင်စွမ်းရှိတဲ့အနေထားအရာရောဆိုရင်တော့ဒီပွဲကကျွန်တော်ထင်မိနစ်60အတွင်းပေါ့ဗျာစီးစီးဝမ်းဝမ်းလောက်ပဲသွားနိုင်မယ့်အနေထားမျိုးဖြစ်တဲ့အပြင်ကို ကျွန်တော်ညီကိုလေးကိုဒီဘွဲမှာဝိချက်ပေးနေတာကတော့ဒါဂိုးလုံးကြီးနှလုံးတူတူရာလဲဒါအကြည့်ရတယ်ဗျာသူတို့ဒါဒီနှသိရဲ့ထိတ်တိုက်တွေးဆုံမှုတိုင်းကဂိုးသွင်းနိုင်နေဗျာဂိုးသွင်းနိုင်နေဒါပေမဲ့ဂိုးမသွင်းနိုင်တာနှစ်ကြိမ်လဲရှိတဲ့ပုံစံမျိုးတော့မှာဘိုဂီကဂိုးလုံးကြီးကိုနှလုံးအရှုံးနှလုံးပိန်ကြီးပေးထားတာဆိုတော့ဒီကြရပြတိကဘုကြီးကဒီဘွဲကိုမှန်းလာတာဆိုလို့ရှိရင်ဒါဈေးကြီးဗျာတိလားဝမ်းဝမ်းအောင်မှသူတန်ရက်တိတ်မမှန်းတော့ဘာလို့ဆိုတော့ ပန်းမြက်ကကောင်းလို့အသေးလိုက်ကစားမှုကောင်းလေဆိုပေမဲ့ဒါဗိုတာဖိုကိုကတံမြန်တစ်ပေါက်မှလည်းမစိုးစားတဲ့အနေအထားရှိတာကြောင့်ကျွန်တော်ဒီပွဲကိုဒါဂိုးပေါင်းကြီးနှလုံးသိရတဲ့စားလို့ရှိရင်ညာဒါလေးလေးပဲကျွန်တော်ပြားတော့ရဲ့အနိုင်နဲ့ဗိုတာဖိုကိုကနေပြီးတော့ထိုင်ပြီးကြည့်နေတယ်ဘာလို့လဲဆိုဗိုတာဖိုကိုကပန်းမြက်ကိုအခုနောက်ပိုင်းတွဲဆောင်မှုတိုင်းမှာအပန်ရနိုင်တယ်လို့ပန်းမြက်ကလည်းဘူးကျွန်တော်နောက်ဆုံး၅ဝဲဇက်ဗျာဗိုတာဖိုကိုမနိုင်ခဲ့ဘူးဗိုတာဖိုကိုမနိုင်ခဲ့ဘူးအဲ့ဒီတော့ ကျွန်တော်ကတော့ဒီသူရဲ့ထိတိုက်ပြစ်ဆုံမှုတွေအရင်ကရောဒါ Vodafone ရဲ့ခန့်စစ်ကစားပုံနဲ့တံပြန်တိုက်ရှိကိုကျွန်တော်ယုံကြည်ပြီးတော့ဒါပြား30အနိုင်နဲ့ကျွန်တော် Vodafone ကနေပြီးတော့ထိုင်ပြီးကြည့်ရင်လေဗျာဟုတ်ကဲ့အဲ့တော့ကျွန်တော်ရဲ့ဒီညပါမီရဲ့တင်းနဲ့ Vodafone ကိုတင်းလို့ရကျွန်တော်ရွေးချယ်မှုကတော့ကျွန်တော် Vodafone ကို body ကိုကြိုက်ပါတယ်ဗျအဲ့တော့ကျွန်တော်နောက်ထပ်တစ်ပွဲကိုကျွန်တော်တက်တက်လေးပြောလိုက်ရအောင်ဗျနောက်ပွဲကကျွန်တော်ချက်စီအတင်းနဲ့ဘယ်ဖီကာတင်းလို့ရပွဲစဉ်ပဲဖြစ်ပါတယ်ဗျ ဒါမြန်မာဆန်တော်ချင်းနှစ်မိုင်ခွဲချိန်မှာရှင်းပြကြားကြမယ်ချက်စီချက်စီအတင်းနဲ့ဘင်ဖီကာအတင်းတို့ရဲ့ထိတိုက်တွဲဆုံမှုပါဆိုရင်တော့ဒါဘင်ဖီကာအတင်းကိုချက်စီအတင်းက၃ချိန်တွဲတဲ့ချိန်မှာဒါ၃ချိန်တစ်လုံးပေါ့နော်တော့ညတော့ဒါနှောင်း92ခုနှစ်မှာဆိုလို့ရှိရင်01အဲ92ခုနှစ်ဧပြီ9ရက်မှာ92ခုနှစ်မှာပဲပေါ့ဒါတို့ချန်ပီယံလိနှောင်းတို့ကြောတွေ့တဲ့အချိန်မှာလေဟာချက်စီတက်2-1နဲ့နိုင်တယ်။ဩဒါ93ခုနှစ် အဲ့ခုနေဟိုယူရိုပါလိဂ်ယူရိုပါလိဂ်ဖိုင်နယ်မှာလည်းချယ်ဆီတင်းကဘင်ဖီကာ1-2နဲ့ပဲထပ်နိုင်ထားတယ်အဲ့တော့ဒီထိတ်လဲတိုးဆုံးမှု3ဂျိန်မှာ3ဂျိန်တလုံးချယ်ဆီကတကိုးအတန်နဲ့အနိုင်ရရှိထားတယ်ဗျဒီချယ်ဆီအသင်းမှာဘင်ဖီကာအသင်းကဒါနောက်ဆုံးအုပ်စုပွဲမှာဘိုင်ယန်မြူးနစ်ကို1-0နဲ့နိုင်ခဲ့တယ်ဆိုရင်မင်းဘိုင်ယန်မြူးနစ်ကို1-0နဲ့နိုင်ခဲ့တယ်ဆိုရင်ဒါဘင်ဖီကာရဲ့ကစားပုံက ိတ်ပြီးတော့အားရနေရရှိတဲ့အနေအထားမျိုးလည်းမရှိဘူးပြ။ဘာလို့လဲဆိုတော့ဒီအသင်းရဲ့အဓိကကစားသမားတွေနားနေတယ်။တောမတ်တောမတ်အရာဟိုလိုလူငယ်ကစားသမားတွေပြီးတော့ရင်ဒါသူတို့ရဲ့အဓိကကွင်းလယ်ကစားသမားတွေသူတို့ရဲ့နောက်တန်းကစားသမားဖြစ်တဲ့အလက်ဆန်ဒါဘက်စ်တို့အဲ့လိုကစားသမားတော်တော်များများလည်းတန်ရန်ရနေတဲ့အနေအထားပြ။ဒါချက်စီရောကစားသမားတွေတန်ရန်ရရနေတဲ့ထောင်းဒါချက်စီရဲ့လူစင်းမှာကမသိန်း၃၀၀လောက်ရှိရဗျာ။အဲကြောင့်ဘေဗီကာက ဘိုင်းယန်ကိုဝမ်းစည်းနဲ့နိုင်ခဲ့တယ်ဆိုပေမဲ့ဘိုင်းယန်ကကျွန်တော်အတင်းရှောင်ပေးလိုက်တဲ့သဘောမျိုးပြတည်လေအဲ့လိုထင်တဲ့အတွက်ချက်စည်းနဲ့မတွေ့ချင်လို့ရှောင်လိုက်တယ်လို့ကျွန်တော်ထင်တဲ့အတွက်ကျွန်တော်ဘေဘီကာကိုလည်းကစားခွက်ရရောကစားဝင်ရရောတအားကြီးကြိုက်တဲ့အနေထားမှာမရှိဘူးဗျာဒါပေမဲ့ချက်စည်းကတော့သူကန်ခဲ့တဲ့ဖလာမင်ဂိုနဲ့တပွဲမှာပဲတပွဲပွဲကို3-1နဲ့ရှုံးနေဆိုပေမဲ့ ဒါနီကိုလက်ဂျင်စင်ထုတ်ခံရတာအပါဆိုတော့ဆိုရင်ချက်စီးအင်းကဖလာမင်ဂိုကိုအရင်ရှင်းမကစားနိုင်ပေမဲ့တအားညံ့တဲ့အသင်းတွေမဟုတ်တလို့ဒါဥရောပအဆင့်ဥရောပအဆင့်နော့ကောက်စတိတ်တွေမှာအတွေ့အကြုံကောင်းကောင်းရှိတဲ့ဒါချက်စီးအင်းကဒီကလပ်ဝေါကန်နော့ကောက်စတိတ်မှာလည်းဘေဘီကောင်ကိုကြော်ဖြတ်ဖို့ဆိုတာအခက်အခဲမရှိလောက်ဘူးလို့တော့ကျွန်တော်အနေနဲ့မြင်နေဗျာဒါဒီသူတို့ရဲ့မျိုးတော်စဲလက်ရှိပေါက်ကြီးအရာလဲခဏလေးပါနော်ကျွန်တော်ကြီးလေးတစ်ချက်ကြည့်ပေးကျွန်တော် တို့ရဲ့ glow တဲ့လက်ရှိပုံကြီးရလေခဏလေးပါဗျ။ဟုတ်ကြည့်ရပြင်တော့သွားပြီ။ဒါမျိုးတော့တို့နဲ့တင်းရဲ့မျောတဲ့လက်ရှိပုံလက်ရှိပုံကြီးရလေဒါချက်စီးတင်းက level 80ဒါမနှကင်းစတဲ့ကြီးက level 80အရှုံးများဘိုးပေါင်းကြီးကနှလုံးနှလုံးကို80အရှုံးပဲပေးထားတယ်။ဒါညနေပုံကြီးရတော့ချက်စီးက level 90အရှုံးရပြီးတော့ဘိုးပေါင်းကြီးက3အပေါင်းလောက်ထိဖြစ်သွားတယ်ဗျ။ ဒီနှစ်သိန်းရဲ့ထိတိုက်တွေ့ဆုံမှုရတော့ဒါသူတို့ပွဲစဉ်အတွင်းမှာကက် sorry ပွဲသူတို့ရဲ့အုပ်စုအတွင်းမှာကန်ခဲ့တဲ့ပွဲစဉ်မှာရတယ်ပွဲတိုင်းဒီပါပွဲတိုင်းဒီပါ900ရထားတဲ့နှစ်သိန်းကိုညာကိုကြီးက3 3လုံးသွင်းလို့ရှိရင်တဝက်တာတာလောက်နိုင်ပြီတဲ့အနေထားမျိုးတွေဟာကျွန်တော်ကျွန်တော်အထင်တော့ဒီပွဲက5ပေါက်5ပေါက်ဒီနှစ်သိန်းရတာထိတဲ့တွေ့ဆုံမှုရရတာ သူတို့ရဲ့အုပ်စုပြင်းမှာတွင်းခဲ့တဲ့ကိုယ်နိဗ္ဗာန်ကိုသူကိုမြတ်မြတ်ရတဲ့တိုက်ရှိတည်ကြောင့်ရောပြေးတယ်ပြေးတယ်ဆိုပေမဲ့ကျွန်တော်ဒီပွဲကတော့ဒီပွဲကိုဘူဂီက၃ပေါင်း၉ပေါင်းကြီး၃ပေါင်းဖောက်လာတာကတော့ဒီနှစ်သိန်းကဒီနှစ်သိန်းကိုသူသူကဗျာဒီလားဘာဟိုညီကိုတို့ကိုဂိုးပေါ်ထိုင်ညောင်ဗျာဒီလားထိုင်ညောင်ဆွဲထားတဲ့သဘောမျိုးဖြစ်တဲ့အတွက်ဒီဂိုးပေါင်းကြီးကတအားအန်ရည်များတယ်ဗျာ ဒါကြောင့်ကျွန်တော်ဥရောဥရောပနော့ကောက်စတိတ်ညီမှာအတွေ့အကြုံရှိတဲ့ချက်စီးလိုအတင်းချက်စီးလိုအတင်းကဒါဘင်ဗီကာကိုဟတ်တူဟတ်ညီမှာတွေးဆမှုညီမှာရောအตาရခဲ့တဲ့အလျောက်ဒါအခုလောလောဆယ်ချက်စီးရဲ့ခြေစွမ်းကလည်းတအားကြီးမတည်ငြိမ်သေးဘူးဆိုပေမဲ့ဘင်ဗီကာရဲ့ကန်ခဲ့တဲ့အုပ်စုတွေခြေစွမ်းနေကြအောင်အများကြီးတာလွန်နေတဲ့အတွက်ကျွန်တော်ဒီပွဲကို level 90ပောက်တယ်ဆိုပေမဲ့ကျွန်တော်ချက်စီးကဒီပွဲကို1 C 2 C လောက်နဲ့တော့အနည်းဆုံး1 C လောက်အနည်းဆုံး2 goal အตาလောက်နဲ့ နိုင်မယ်လို့ကျွန်တော်ဒီဘွဲကိုချက်စီးကိုချက်စီးရတယ်အများဆုံးတကောအတန်းနဲ့နိုင်မယ်လို့ထင်တဲ့အတွက်ကြောင့်ကျွန်တော်ဒီဘွဲဒီဘွဲကျွန်တော်ရဲ့ရွေးချယ်ပေးမှုကတော့ဘေဖီကာနည်းနဲ့ချက်စီးတို့ရဲ့ပွဲစဉ်ရဲ့ရွေးချယ်ပေးမှုကတော့ကျွန်တော်ချက်စီးဘော်ဒီကိုကြိုက်ပါလေဗျာတလုံးတလုံးသွင်းရတယ်ကျွန်တော်တို့အပြည့်ရမယ်ဗျာဒါတေးတေးချက်စီးအနေနဲ့ဘင်ဗီကာကိုတေးကြစီရအကြောင်းလို့မရှိဘူးဗျာချက်စီးဒါကန်ခဲ့တဲ့ခြေသွမ်းအရာရောဒါပြီးသွားလို့ရှိရင်သူတို့ရဲ့တိုက်ရှစ်က ဟိုအစ်စ်ခေါ်ထားတဲ့လီယန်ဒီလက်တို့ပါလို့ဆိုရင်လေကိုသွင်းကြီးပြန်ကိုသွင်းကြီးမိနေတဲ့ကစားသမားတွေဖြစ်တဲ့အတွက်ဒီဖွဲ့ကချက်စီးကပဲတလုံးအတာနဲ့အနိုင်အအနည်းဆုံးတလုံးအတာနဲ့အနိုင်ရသွားမယ်လို့ကျွန်တော်ယုံကြည်တဲ့အတွက်ကြောင့်ကျွန်တော်ဒီဘက်ကိုချက်စီးပေါ်ပြီးပေးပါလိမ့်ဗျ။ဒါကြောင့်ကျွန်တော် FIFA Club Organ No Cost Day ဒါ60ပွဲစဉ်နှစ်ပွဲသာပါမီယာအသင်းနဲ့ Vodafone ကိုအသင်းတို့ရဲ့ပွဲစဉ်ကိုတော့ကျွန်တော် Vodafone ကိုပေါ်ပြီးကြိုက်ပါတယ်။ချက်စီးနဲ့ဘီဗီကာအသင်းတို့ရဲ့ပွဲစဉ်ကိုတော့ကျွန်တော် ချက်စီးပေါ်ကြီးကြိုက်ပါလေဗျာဟုတ်ကဲ့ညီကိုရင်းနေနဲ့ကျွန်တော်နဲ့အကြိုက်ဒီမှာလိုက်ကစားပါဗျာကြိုက်မှုလို့ရှိရင်လွတ်လပ်စွာပက်ကန်ဆော့ကစားနိုင်ပါတယ်ညီကိုရင်းနဲ့ဘလုံးမွဲကြီးကိုဓာတ်ရိုက်ကြည့်ဓာတ်ရိုက်ဆော့ကစားပြီးတော့ငွေသွင်းငွေတော့24နိုင်အာမခံမှုအပြည့်ရှိရဲ့ယူဖာဘက်မှာလာရောက်ဆော့ကစားဖို့ညီကိုရင်းကိုဖိတ်ခေါ်ပါတယ်ဗျာညီကိုရင်းနဲ့ယူဖာဘက်မှာအကောက်ဖွင့်ပြီးဆော့ကစားမယ်ဆိုလို့ရှိရင်တော့ဒါကျွန်တော်ရဲ့2025 26ဘောလုံးယာတီတခုသာ Telegram VIP channel ကို free join ဝင်ရမှာဖြစ်ပါလေဗျာ ကျွန်တော်ရဲ့ Telegram VIP Channel မှာဆိုရင်လည်းကျွန်တော်ဒါအုပ်စုနောက်ဆုံးနေရဆိုလို့ရှိရင်ကျွန်တော်စိတ်ကြိုက်နှစ်ပွဲရွေးပေးတယ်စိတ်ကြိုက်နှစ်ပွဲရွေးပေးခဲ့တဲ့နေရာမှာကျွန်တော်ဒါနှစ်ပွဲလုံး100%ပြီးအောင်ခဲ့ရေပေါ့နော်ကျွန်တော်ရဲ့ YouTube မှာဆိုရင်လည်းကျွန်တော်အဲအုပ်စုနောက်ဆုံးနေ့ပွဲစဉ်နှစ်ပွဲရွေးခဲ့ရမှာလဲနှစ်ပွဲလုံး100%အနိုင်ရခဲ့တယ်ဗျဒါကြောင့်ညီကိုရင်းနဲ့ကျွန်တော်ရဲ့ဒီ Youfarmer မှာအကောက်ဖွင့်စော့ကစားရုံနဲ့ join လို့ရမယ်ကျွန်တော်ရဲ့ VIP channel လေး VIP channel ကိုညီကိုလေးအနေနဲ့ join ရစီခြင်းပါဗျာဒါညီကိုလေးတွေအတွက်အကျိုးရုပ်မှမဟုတ်ဘူးလို့ကျွန်တော်အားမခံပါတယ်ကျွန်တော်ရဲ့ video ကိုစောလိကြည့်ပေးကြရတဲ့ညီကိုလေးအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဗျာကျွန်တော်ရဲ့ YouTube channel လေးကိုလည်း like and subscribe လေးနဲ့ကူညီပေးတော့ခဲ့လို့ရပါတယ်ဟုတ်ကဲ့ကျွန်တော်နောက် video တွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ဗျာ